Sky Daily ကြည့်ရှုသူဓမ္မမိတ်ဆွေသူတော်ဇင်အပေါင်းတို့ရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းအကြောင်းအရာကတော့ဓမ္မစကြာပြန်ပွားရေးအတွက်အကျိုးညီနိုင်အစည်းအဝေးကျင်းပပြုလုပ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဓမ္မပါဠိဆရာတော်အရှင်ပါကတာလင်္ကာရအမှုထားပြီးဓမ္မစကြာပြန်ပွားရေးအတွက်အကျိုးညီနိုင်အစည်းအဝေးကိုတော့မေလ25ရက်နေ့လယ်2နာရီကကျင်းပနိုင်မြို့နယ်နတ်စင်လန်း တာရုကျောင်းတိုင်းရှိဓမ္မပါလာကျောင်းမှာကျင်းပပြုလုပ်ခဲ့ပါတယ်။ဓမ္မအစာဓမ္မစကြာကဟုဆိုကြတဲ့အတိုင်ဓမ္မစကြာတရားတော်သည်ဖះရှင်တိုင်းပထမဆုံးဟောကြားအပ်သောတရားဦးတရားထူးရရှိနိုင်သော အထူးဆုံးတရားပင်ဖြစ်ပါတယ်။အနုတ္တရံဓမ္မစကံဟုမြတ်ဗုဒ္ဓမင်းသည့်အတိုင်အကောင်းဆုံးတရားဖះရှင်တိုင်းကငါဖះရဲ့တရားတော်တွေက ဒါရီဘဲဟုသာသနာတော်မှာ ပထမဦးဆုံးစတင်ပနက်တင်မှတ်ကြောက်တင်ချပြတော်မူအပ်သောတရားမှကြောင်းတရားအုံမြင့်တရားအမျိုးအတည်ရှေးကြဆုံးပင်ရင် ကနအူးတရားတော်ပင် ဖြစ်ပါれထို့ကဲ့သို့ အစီအနှင့်ရှိတဲ့အကောင်းဆုံးတရားတော်ကြီးကို နှစ်ပေါင်းများစွာ တမဆက်ကြာရွတ်ဖတ်ပူဇော်ခြင်းစသည်ဖြင့်အယုတ်တရားအဖြစ်ဖြစ်တာအသုံးပြုနေကြတာများပါれဒါကြောင့် ဓမ္မပါဠိဆရာတော်အရှင်ဘဂဒါလင်္ကာရမှာဝါဆိုလာပြေကျော်၄ရက်နေမှာ ဟောကြားပြီးသောဓမ္မစကြာနေဝါဆိုလာပြေကျော်၅ရက်ညာဦးပိုင်းဟောကြားအပ်သောအနတ္တလက္ခဏာတုတ်တိုးရဲ့ဈာကာလဖြစ်သောဝါဆိုလာပြေကျော်၅ရက်နှစ်နှစ်ပိုင်းတွင်ဖွားမြင်သဖြင့်ဖောဘတ်တော်ဖြစ်သောဓမ္မစကြာတုတ်ကိုအနှစ်တရားအဖြစ်အသုံးပြုကြစေလိုသောရည်ရွယ်ချက်ဖြင့် ုံမုံမြင်သာထင်သာနားလည်လွဲအောင်ဓမ္မစကြာစဝိုင်းဒေသနာတော်ကိုကြည်ထွင်ခဲ့ခြင်းဖြစ်ပါတယ်။ဓမ္မစကြာတွင် ပါဝင်တဲ့မဂ်ဂင်၈ပါးကိုကျင့်စဉ်တိတ်ခါအနေဖြင့်အုပ်စုဖွဲ့ပါကသီလတိတ်ခါ၊တမာရီတိတ်ခါ၊ပညာတိတ်ခါဟုသောတိတ်ခါ၃ရပ်ရှိပြီးတချို့ကသီလတိတ်ခါကို အခြေခံစောက်တည်ယုံများသာအသုံးပြုကြပြီးကျင့်စဉ်တစ်ခုအနေဖြင့်မကျင့်ကြံကြပေ။ဓမ္မစကြာကိုအယုကုသို့သာမက ကြင့်ကြံအားထုတ်မှုရှိလာစေဖို့အတွက်ဓမ္မစကြပြန်ပွားရေးအကျိုးညီနိုင်စည်းဝေးကို ကျင်းပပြုလုပ်ရခြင်းပင်ဖြစ်ပါတယ်။အဆိုပါအကျိုးညီနိုင်စည်းဝေးနှင့်ပတ်သက်ပြီးတော့လည်းဓမ္မပါဠိဆရာတော်အရှင်ပါကတာလင်္ကာရမအခုလိုမိန်တော်မူပါတယ်။ဖုံးဖုံးဒီနေ့ကတော့ဓမ္မစကြာပြန်ပွားရေးအဖွဲ့ပေါ့ဓမ္မစကြာပြန်ပွားရေးအဖွဲ့ကနေပြီးတော့ ဟိုဓမ္မဆက်ကြတွေပြန်ပွားအောင်ဆိုပြီးတော့အဲ့ဒါလုပ်ဖို့အစီအစဉ်တွေအတွက်အကျိုးညီနိုင်စနေပဲကျင်ပါအဲဓမ္မဆက်ကြပြန်ပွားဖို့အတွက်ကိုဘုံဘုံအစီအစဉ်တွေတော့အများကြီးချမှတ်တယ်ပေါ့ဒါပေမဲ့ဒီနေ့အစည်းအဝေးမှာတော့အဓိကတော့လောလောဆယ်နှစ်ချက်တစ်ချက်ကတော့တနိုင်ငံလုံးကစာရေးဆရာပညာရှင်တွေဆောင်းပါးပညာရှင်တွေဆောင်းပါးပြိုင်ပွဲကြီးကျင်ပါအဲ့ဒါလည်းဟိုပြန်ရှင်ပေါင်းများစွာနဲ့ညီနိုင်ပြီးတော့ဆောင်ရွက်တာနောက်တစ်ခုကကြတော့ မြန်မာနိုင်ငံမှာအနေနဲ့ရဲရဲမှာဓမ္မစကြာဝုအသင်းတွေရှိတယ်ဝုတွေရွတ်ကြတယ်အဲ့ဒါကိုဓမ္မစကြာဝုအသင်းတွေပို့ပြီးတော့အရေးသေးတက်အောင်ဓမ္မစကြာလဲပူဇော်ရရအောင်ဆိုပြီးတော့ဓမ္မစကြာဝုရွတ်ပြိုင်ပွဲမှာကျင်းပဖို့အဲ့ဒီလိုအစီအစဉ်ရှိပါဟောမိုးကုတ်ဆရာတော်ဖရာကြီးဟာလွန်ခဲ့တဲ့1950ကျော်ကပရိသတ်သမုပ္ပတ်ဆဝိုင်းတည်ထွင်တယ်ပေါ့ဥဒင်းအဲ့ဒါကို6နှစ်သားလောက်တည်းကစတင် လေ့လာခဲ့ပါမိုးကုတ်ဆရာတော်ဖရာကြီးကိုလည်းအရင်ချီးမြှုပ်တယ်ပေါ့အဲ့ဒါဥဒင်းကငယ်ငယ်လေးတည်းကခံစားချက်တစ်ခုရှိလာတာက မြတ်စွာဘုရားဘုရားသူသူခင်ဗျာဝါလူသေးစုမကပွင့်တော်မူသားတဲ့ဘုရားတွေအားလုံးဟာဓမ္မစကြာကိုတရားဦးအဖြစ်ခေါ်ခဲ့တယ်။နောက်တစ်ခါဘုရားသူသူကလည်းအထုမိတ်နာ အနုတ္တရံဓမ္မစကံဓမ္မစကြာတရားဟာဓမ္မစကံဓမ္မစကြာတရားဟာအနုတ္တရံအတုမချီအကောင်းဆုံးတရားလို့မြင်အဲ့ဒီလိုဘုရားသူသူကအကောင်းဆုံးတရားတရားဦးဖြစ်ခေါ်ခဲ့တဲ့ဓမ္မစကြာတရားကိုမြန်မာနိုင်ငံတော်တော်များများမှာအယုတ်ကုသိုလ်လောင်းနေတယ်လမ်းဆုံးနေတယ် ဲ့ဒါဥဒေငငယ်လေးတွေကငါကြီးလာလို့စွမ်းနိုင်ရင်တော့အနှစ်သားကုသိုလ်ဖြစ်အောင်လုပ်ပေးမယ်ဆိုပြီးအဲ့ဒါနဲ့အခုဖုံဖုံကြီးလာတော့ဓမ္မစကြာကိုစဝိုင်းတေသနာအဖြစ်အနှစ်သားကျွေးခြင်းလို့တည်ထွင်တာပေါ့မဟုတ်ဆရာတော်ဘုရားကြီးရဲ့စဝိုင်းကအခွက်၄ခွက်ရှိတယ်ခမွေးရဲ့စဝိုင်းကတော့အခွက်၃ခွက်ဘာဖြစ်လို့၃ခွက်ဖြစ်ရတာလဲဆိုရင်မြတ်စွာဘုရားဓမ္မစကြာမှာအဓိကခေါ်တဲ့မက္ခင်၈ပါးကိုအချင်းချုပ်လိုက်တော့သီလတမာတိပညာဆိုပြီးတော့၃ခုဖြစ်သွားတယ်ဒါကြောင့်သီလတစ်ခွက်တမာတိတစ်ခွက်ပညာတစ်ခွက်လို့အခွက်၃ခွက်ဖြစ် အဲ့ဒါဆိုတော့တရားကလူရင်းအသုံးချက်ထဲပါတယ်သီလရဲ့သမာဓိရဲ့ပြည်သီလကဝိတိကမကိလေသာဆိုတဲ့ကိုနှုတ်ကိလေသာချုပ်အောင်ချင်မယ်သမာဓိကကြတော့ပရိယုဋ္ဌာဏကိလေသာဆိုတဲ့စိတ်ကိလေသာချုပ်အောင်ချင်ပညာတော့အနုတ္တိယကိလေသာဆိုတဲ့အတွင်းကိကိလေသာချုပ်အောင်ချင်တယ်ဆိုတော့ခြင်းစဉ်တွေအားအစာရှင်းလင်းပြီးတော့ဒီဓမ္မစัจ java ဇဝိုင်းတေသနာကိုလည်းဘုံဘောကဓမ္မစัจ java ထဲမှာကပဲနဲ့လက်ဖက်မှာလက်ဖက်အသားထဲမှာကပဲနဲ့ပယ်နှန်းစသည်ထဲလိုက်တော့လက်ဖက်ပွဲကြီးမြိုင်သွားတယ်လို့ဒီဓမ္မစัจ java ဇဝိုင်းမှာကိုပဲ ဓမ္မစကြာတယ်မကပဲနဲ့ထေရဝါဒပိရကတ်၃ပုံနိကေ၅ရက်ဓမ္မခန္ဓာပေါင်း၈၄၀၀အနည်းချုပ်ပြီးတော့လည်းထည့်ထားတယ်နောက်တစ်ခါဆရာအစဉ်ဆက်ဖြစ်တဲ့လေဒီမိုးကုတ်မာစီဆွန်လသိင်ဖောင်းအောင်လန်စတဲ့ဤစနစ်ပေါင်းများစွာကိုလည်းဘုံမပါဝင်ပြီးတော့ဒီထင်ထားတာဖြစ်ပါဒီနေ့အဓိကကတော့အဲ့ဒီဓမ္မစကြာကြီးမြတ်စွာဘုရားရဲ့ဓမ္မစကြာရောတည်ထွင်ထားတဲ့ဓမ္မစကြာသဝိုင်းဒေသနာရောပြန်ပွားဖို့အတွက်ပေါ့အဲ့ဒါကိုပညာရှင်ပေါင်းများစွာရန်ပညာရှင်လူမြန်ရှင်ပေါင်းများစွာနဲ့ အဲဓမ္မစကြာဆောင်းပါးပြိုင်ပွဲတွေဓမ္မစကြာဝေယုပြိုင်ပွဲတွေအတွက်ကော်မတီတွေဖွဲ့သွားမယ်နှိုးဆော်သွားမယ်ပြိုင်ပွဲတွေလက်တွေ့ကျင်းပပြီးတော့စုတွေလည်းပြေးသွားဒီဓမ္မစကြာဟာမြတ်စွာဘုရားရဲ့အမြင့်မြတ်ဆုံးတရားတော်ဖြစ်တဲ့အတွက်ကြောင့်ပါဝင်တဲ့ပုဂ္ဂိုလ်တွေအားလုံးအ ਨੇ ဆုံးတော့အယုကုသူတွေရကြမယ်အကျိုးဆောင်ကုသူတွေရကြပို့ပြီးတော့စွန့်နိုင်မယ်ဆိုရင်နောက်ပိုင်းဓမ္မစကြာဆက်ဝိုင်းဒေသနာရဲ့အနှစ်တွေပါရပြီးတော့တရားသူတရားမြတ်တွေလည်းမြန်မြန်ရရှိနိုင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ မြတ်စွာဘုရားရဲ့အကောင်းစားတရားဦးတရားသူဓမ္မစကြာမှာဝိုင်းဝန်းပြီးတော့ပါဝင်ကြဖို့အားလုံးဖိတ်ခေါ်ပါ